တပတ်ကပွဲထိုးရတော့မဲ့ဂျော့ရှွာဘန်ကတော့လီဂျင်ရဲ့ပြင်းထန်လှုပ်ပြီးတော့အနှဲငယ်ဖြားနေတာကြောင့်ပရိသတ်တွေကတော့အယံကိုစိုးရိမ်နေကြပါပြီ။ပွဲထိုးကနေမှခုခံအားကျဆင်းနေဆိုတာက ဖိုက်တာတယောက်အတွက်အယံကိုမှအရေးကြီးတယ်။လုံးဝအဖြစ်ခံလို့မရဘူး။အခုတော့အနှဲငယ်အားပြတ်တာပဲဖြစ်ဖြစ်၊ကြားတာပဲဖြစ်ဖြစ်ဒါကပွဲအတွင်းထိုးတဲ့မဲ့ဖိုက်တာတယောက်အတွက်စိုးရိမ်စရာပါ။ဂျော့ရှွာဘန်ကတော့သူ့အတွက်စိတ်မပူကြဘူးတော့ပြောဆိုထားပေမဲ့ ပရိသတ်တချို့ကတော့စိတ်ပူနေကြဆဲပါဗျဂျိုရှွာဘန်ပွဲဘာမှမဖြစ်ပါစေနဲ့ဂျိုရှွာဘန်ကတော့ဘရာဇီးဖိုက်တာဖြစ်တဲ့ဘရူနိုဆေးဘာနဲ့ထိုးတက်ရမှာပါဘရူနိုဆေးဘာဟာဝမ်ချမ်ပီယံရှစ်ဖလိုက်ဝေးတာမှာရန်ကင်းစနစ်မှာရပ်တည်ထားပြီးတော့ဝိုင်းယင်ဖိုက်တာဖြစ်ပါရီအသက်ကလေး35နှစ်အရွယ်ရှိပြီဖြစ်တဲ့အတွက်ဂျိုရှွာဘန်နဲ့လေအရက်လေးမကွာဘူးကိုလုံးကိုပေါ့ရောအကုန်လုံးအတူတူဖြစ်နေတာဖြစ်တဲ့အတွက်ဒီပွဲမှာ 1 championship မှာအလားအလာအကောင်းဆုံး fighter ဖြစ်သင်စားခံထားရတဲ့ Joshua Ban ကအနိုင်ရလိမ့်မယ်ဆိုပြီးတော့ကြိုတင်ခံမှန်မှုတွေလည်းရှိနေပါ ರಿ ဟုတ်ပါ ರಿ Joshua Ban ဟာပွဲတိုင်းပွဲတိုင်းလိုလိုမှာအရက်အသာပြီးခန္ဓာကိုယ်အသာပြီးနဲ့အမြဲတမ်းပဲကစားရပါဒါပေမဲ့ Bruno Silva နဲ့ခြားတော့မတူတော့ဘူးအရက်ရောခန္ဓာကိုယ်ရောတူနေတာဖြစ်တဲ့အတွက် Joshua Ban အတွက်တော့အကြိုက်ပါပဲဗျာ Joshua Ban ကတော့ဒီပွဲနဲ့ပတ်သက်ပြီးပြိုင်ဘက်ကအလက်ပတ်မပြေဘူးဆိုရင်တော့ကျွန်တော်ကပွဲသိမ်းပြနိုင်ပါလေတဲ့ဗျာ သူ့ဘက်ကပွဲကိုဘယ်လိုမျိုးပုံစံကစားပြမလဲဆိုတဲ့အပေါ်မှာတော့မူတည်တာပါကျွန်တော်ဘက်ကတော့ပွဲသိမ်းရလမဖြစ်မလို့ယူပြမယ်ဆိုတဲ့ပုံစံမျိုးကစားမှာပါအခွင့်အရေးပေါ်လာရင်ယူမယ်ပေါ်မလာရင်မယူဘူးကျွန်တော်ကတော့ပပနဲ့နဲ့နဲ့ပဲကစားမှာဆိုပြီးတော့ Joshua Ban ကတော့ပြောသွားခဲ့တာပဲဖြစ်ပါရီ Bruno Silva ကတော့ Joshua Ban ကိုနိုင်ထိုးနိုင်တဲ့ legend ပြင်ဆင်မှုတွေကောင်းကောင်းပြင်ဆင်ထားတယ်လို့ကြုံဝါထားပါရီတကယ်ကိုကြည်ကောင်းမဲ့ပွဲပါဗျာတစ်ဖက်ကလည်းအသွေးဂျုံရင်းနဲ့ကစားသမားနဲ့ဒီဘက်မှာလည်း အတွေ့အကြုံလေးရှိလာပြီအရွယ်ကလည်းကောင်းတဲ့ fighter နဲ့တွေ့ကြမှာဆိုတော့ share တော့ share ပါပဲเนาะ